ါပါဒီနေ့မေလ24ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ရွှေပြည်သားမြို့နယ်မှာအမျိုးသမီး2ဦးစကားများရန်ဖြစ်ရာကနေဓာတ်ထုတ်မှုဖြစ်ပြီးတဦးတေဆုံးတဲ့တွင် တောင်ကြီးမှာရင်တိုင်းမောက်ရာကနေမီးလောင်ပြီးမောင်နှမ2ဦးတေဆုံးတဲ့တွင်36နှစ်မြောက်ကရင်လူငယ်အစည်းအရုံးနှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်တဲ့တွင်စတဲ့တွင်တွေအပါအဝင် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားကြရမှာပါ ရန်ကုန်တိုင်းရှိပြည်သားမျိုးနယ်မှာအမျိုးသမီးနှစ်ဦးစကားများရန်ဖြစ်ရာကနေဓာတ်ထုံးဖြစ်ပွားကတဦးတေဆုံးပြီးနှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ We Love Care Prahita အဖွဲ့ဝင်တဦးက Federal FM ကိုပြောပါရယ်။မနေ့ကမေလ23ရက်နေ့မှာရွှေပြည်သားမျိုးနယ်အမှတ်25ရပ်ကွက်တာဓုကံဖျားလန်းအနီးမှာသမီးရောက်မှတော်ဆက်သူနှစ်ဦးစကားများရာကနေအသက်22နှစ်အရွယ်အမျိုးသမီးကအသက်30ခန့်ရှိတဲ့အမျိုးသမီးကိုစက်သွန်လီတာနဲ့စထိုးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဓာတ်ထုတ်မှုဖြစ်ပွားမှုကြောင့်အသက်30ခန့်အမျိုးသမီးသေဆုံးပြီးနှစ်နှစ်အရွယ်ကလေးတဦးမစိုးရင်ရတန်ရာနဲ့ဓာတ်နဲ့ထိုးသူ21နှစ်အရွယ်အမျိုးသမီးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးတော့ထိခိုက်ဒဏ်ရာရရှိသွားတဲ့ကလေးနဲ့အမျိုးသမီးကိုကုညီကယ်ဆယ်ရေးအဖွဲ့တွေကတက်ဆိုင်ရာဈေးအုံမှာပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာရင်တိမ်မောက်ရွာကနေမိရောင်မှုဖြစ်ပွားပြီးမောင်နှမနှစ်ဦးတေဆုံးက၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကုညီကယ်ဆယ်ရေးလုပ်နေသူထံကသိရပါဗျ။ မနေ့ကမေလ23ရက်နေ့ညနေပိုင်းကတောင်ကြီးဟိုပုံးသွားတဲ့၈မိုင်လမ်းပေါ်မှာစီးပေါက်စားရင်တစည်း break ပေါက်ပြီးအချိန်မထိန်းနိုင်ပဲကားနဲ့ဆိုင်ကယ်ကိုဝင်တိုက်မိရာကယင်တိမ်မောက်မှုဖြစ်သွားပြီးမီးလောင်မှုဖြစ်သွားခဲ့တာလို့သိရပါဗျ။ယင်တိုက်မှုကြောင့်အမျိုးသားတအူးအမျိုးသမီးတအူးသေဆုံးပြီးအမျိုးသားတအူးအပြင်းထန်ဒဏ်ရာရရှိကအမျိုးသား၄ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။ဒါအပြင်မီးလောင်မှုကြောင့်ဆိုင်ကယ်တစည်းပါဝင် ကား၃စီးမီးလောင်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာခွန်နယ်မြေမှာ36နှစ်မြောက်ကရင်လူငယ်အစည်းအရုံး KYO နှစ်ပတ်လည်နေ့အခမ်းအနားကိုမနေ့ကမေလ23ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့ကရင်လူငယ်အစည်းအရုံးရဲ့ဗဟိုတွဲဖက်အတွင်းရေးမှူးနှစ်စောအက်ဒီကော်ကဖက်ဒရယ် FM ကိုပြောပါတယ်။ကရင်လူငယ်အစည်းအရုံးကို၄နှစ်တကြိမ်ကွန်ကရစ်ပြုလုပ်ကျင်းပတာရှိပြီးကွန်ကရစ်မှာတက်လာတဲ့ခေါင်းဆောင်တွေအနေနဲ့ကတော့ ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေရဲ့ရည်ရွယ်ချက်ညီမှန်းချက်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာဥဆောင်နေတဲ့ခေါင်းဆောင်တွေဖြစ်တယ်လို့ဆိုပါရယ်။ကရင်လူငယ်အစည်းအရုံးဟာတော်လှန်ရေးအတွက်အထောက်အကူပြုနိုင်တဲ့လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်စေတဲ့လုပ်ငန်းများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါရယ်။ကရင်လူငယ်အစည်းအရုံးကို1989ခုနှစ်မေလ23ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တယ်လို့သိရပါရယ်။ဒီနေ့မေလ24ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်တော်တော့ပါပါခင်ဗျာ။